မင်္ဂလာပါဖုတ်ဘောပရီဗျူး channel ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေ။ဒါဒီနေ့ကတော့အင်္ဂါနေ့ပေါ့နော်။ဒီနေ့ညမှာဆိုလို့ရှိရင်လည်းကစားမဲ့ FIFA Club World Cup ပြိုင်ပွဲရဲ့ဒါပွဲစဉ်တွေရှိသေးရပေါ့နော်။အဲ့တော့ဒီနေ့မှာဆိုလို့ရှိရင်တော့ FIFA Club World Cup ပြိုင်ပွဲရဲ့ပွဲစဉ်စုစုပေါင်း၄ပွဲကစားဖို့ရှိရပေါ့နော်။ အဲ့တော့ဒါဒီမနေတော့ကလည်းတနေ့တနေ့ရရပေါ့နော်ဒီဒီပြည်ပိုင်းတောက်လျှောက်တင်မိခဲ့တဲ့ FIFA Club World Cup ပြိုင်ပွဲရဲ့ပွဲစဉ် prediction တွေကအရင်တော့အဆင်မပြေခဲ့ဘူးပေါ့နော်အဲ့တော့ဒီနေ့မှာတော့ဒါဒီနေ့ညမှာကစားဖို့ရှိတဲ့ပွဲစဉ်စုစုပေါင်း၄ပွဲတည်းကနေပြီးတော့မှကျွန်တော်အနေနဲ့အကောင်းဆုံးဖြစ်မဲ့ဒါအဆင်ပြေလိမ့်မယ်လို့ထင်တဲ့ပွဲတစ်ပွဲကိုဒါဒီနေ့ဗီဒီယိုမှာကြိုတင်ပြီးတော့သုံးသပ်ပေးမှာဖြစ်တယ်ပေါ့နော် ဲ့တော့ဒါတခြားပွဲစဉ်တွေရဲ့သုံးသပ်ချက်တွေဦးတော့ဒါကျွန်တော်ရဲ့ Telegram Channel မှာတင်ပြထားမှာဖြစ်တဲ့အတွက်ကြောင့်ဒါ Telegram Channel ကို join ကျင်နေဆိုလို့ရှိရင်တော့ join ထားလို့ရပါဘူး။နောက်ပြီးတော့ဒီအပိုင်းမှာဒါ Telegram Channel မှာတင်ပြခဲ့တဲ့ပွဲစဉ်တွေအားလည်းဒါတောက်လျှောက်ကိုအဆင်ပြေခဲ့တာကိုတွေ့ရတယ်ဗောနော်။အဲ့တော့ Telegram Channel ကို join ကျင်နေဆိုလို့ရှိရင်ဒါဒီဗီဒီယိုအောက်က comment မှာ Telegram Channel link ကို pin comment အနေနဲ့ထားပေးတာဗောနော်။ဝင်ပြီးတော့ join ထားလို့ရပါဘူးဗောနော်။ ဟုတ်ပြီအဲ့တော့ဒါဒီနေ့တုံးသက်ပေးခြင်းနဲ့ပွဲစဉ်အကြတော့ဒီနေ့ည7:00နာရီခွဲမှာကစားမဲ့ Fluminense နဲ့ Dortmund ရဲ့ပွဲစဉ်ပေါ့နော်အဲ့ပွဲစဉ်လက်ရှိပေါကြီးကိုကျွန်တော်ပြန်ကြည့်ရင်တော့ Dortmund ကတကူးသွင်း25ပြရမယ်ပြီးတော့ကိုပေါင်းနေလဲဆိုလို့ရှင်တကူးသွင်းပြ90ရမယ်ပေါ့နော်အဲ့တော့ဟုတ်ပြီဒါဒီပွဲစဉ်ကဒါပြောမယ်ဆိုလို့ရှင် Osu F ရဲ့ ပွဲစဉ်တစ်ပွဲဖြစ်တယ်ဗောနောပြီးတော့ဒီရုပ်စုမှာအားကောင်းဆုံးအသင်းရကြတော့လေလက်ရှိဒါဒေါမွန်ဖြစ်တယ်ဗောနောဒေါမွန်ကနောက်တစ်ဆင့်ကိုတက်ဖို့လက်ရှိမှာရာဂိုင်နှုန်းအဖြစ်အားကောင်းဆုံးအသင်းဖြစ်နေရဗောနောဒီအုပ်စုအဖာမှာဆိုရင်ဗောပြီးတော့ဒါဒေါမွန်ဗောနောဒေါမွန်ရဲ့တိုက်စစ်ကိုလက်ရှိမှာပြန်ပြီးတော့ပြန်ကြည့်လိုက်မယ်ဆိုလို့ရှင်တော့တော်တော်လေးကိုအားကောင်းနေဒါဒေါမွန်ရဲ့တိုက်စစ်မှာဆိုလို့ရှင်လက်ရှိမှာဦးဆောင်နေတဲ့ဒါဆာဟူဂူရာစီဗောနောသူဆိုလို့ရှင်ဒါဒေါမွန်မှာဆိုလို့ရှင်ကိုရောက်ဖို့လွယ်တဲ့တိုက်စစ်မှုတအုပ်ဖြစ်တယ်ပြီးတော့သူကလည်းဂိုးတွေတော်တော်များများဒေါမွန်တို့ကဒီယာဒီမှာဆိုလို့ရှင်တွင်းမိခဲ့တာတွေ့ရ ယ်ဗောနော်ဒါချန်ပီယံလိပြိုင်ပွဲမှာဆိုလို့ရှင်လဲတောင်းမွန်တင်အတွက်သူ73ဂိုးတိတွင်ခဲ့တယ်ပြီးတော့ဒီဘွန်ဒက်လီဂါပြိုင်ပွဲမှာဆိုလို့ရှင်လဲသူသူ22ဂိုးတိသွင်းယူပေးခဲ့တာကိုတွေ့ရတယ်အဲ့တော့ဒါတစ်ဖက်ကဘလူးမီနန်အတင်ကိုကျွန်တော်ပြန်ကြည့်ရတော့သူတို့ရဲ့ခံစီပိုင်းမှာဆိုလို့ရှင်ဒီတီရတီရိုဆေးပါတို့လိုအသက်ရွယ်အားဖြင့်ကြီးမြင့်နေပြီဖြစ်တဲ့ကစားသမားတွေကဒါဘလူးမီနန်အတင်ရဲ့ခံစီကိုဦးဆောင်လာမှာဖြစ်တဲ့အတွက်ကြောင့်ဒီပွဲမှာဒါတောင်းမွန်ရဲ့တိုက်စစ်ပိုင်းကိုသူတို့အတင်အနေနဲ့ထိန်းချုပ်နိုင်ပါမလားဆိုတော့ကျွန်တော်ဒီစောင့်ကြည့်ရမှာပေါ့နော်ဒီပြီးတော့ဒီတောင်းမွန်အနေ နေရကြတော့လေဒါဖလူမီနီနဲ့လို့အတင်းမျိုးဆိုလို့ရှိရင်သူ့အနေနဲ့ဒါပြောမှဆိုလို့ရှိရင်အကောင်းဆုံးဒီဘွဲမှာထိန်းချုပ်ကစားနိုင်စွမ်းလည်းရှိတယ်ပြီးတော့ပြီးတော့ဒါဖလူမီနဲ့အတင်းကိုကျွန်တော်ပြန်ကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်းသူတို့ရဲ့လက်တလောကစားခဲ့တဲ့ပွဲစဉ်တွေအရမှတ်တမ်းတွေအရဆိုလို့ရှိရင်သူတို့ရဲ့တိုက်စင်တဲ့ခံစည်းပိုင်းရလက်ရှိမှာတော့အားကောင်းတယ်လို့ကျွန်တော်သတ်မှတ်နိုင်တယ်ပြီးတော့သူ့အတင်းရဲ့အစင်တန်းတစ်ခုရဆိုလို့ရှိရင်လည်းဒီဘွဲမှာဒေါမွန်လို့အတင်းမျိုးသူဒီအနည်းဆုံးတော့သူ level run လောက်တော့ဒီရှင် short တင်တဲ့အဆင့်တန်းမျိုးသူ့မှာရှိတယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်။ပြီးတော့ဒီ flow minute အတင်းကိုကျွန်တော်ပြန်ကြည့်လိုက်မယ်ဆိုလို့ရှိရင်သူတို့ကစားခဲ့တဲ့နောက်ဆုံး10ပွဲမှာဆိုလို့ရှိရင်6ပွဲကသူတို့ရဲ့တိုက်စစ်က9ရောင်းတွင်းလာတယ်။ပြီးတော့သူတို့ကစားခဲ့တဲ့နောက်ဆုံး4ပွဲမှာဆိုလို့ရှိရင်လည်းအပြန်အလှန်အတွင်းကိုးတွေနဲ့ ွဲပြီးဆုံးခဲ့တဲ့ပွဲစဉ်ကစုစုပေါင်း၃ပွဲတိရှိတယ်ပေါ့နော်ပြီးတော့ဒီပြိုင်ပွဲတုံးနောက်ဆုံး9ပွဲမှာဆိုလို့ရှိရင်လည်း Fluminense ရဲ့တိုက်စစ်ကသွင်းကိုအနည်းဆုံး2ဂိုးနဲ့အထက်ရခဲ့တဲ့ပွဲစဉ်စုစုပေါင်းကလည်းနောက်ဆုံး9ပွဲမှာဆိုလို့ရှိရင်6ပွဲတိရှိတယ်ပေါ့နော်အဲ့တော့ဒါတစ်ဖက်က Dortmund တင်းကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့သူတို့ကစားခဲ့တဲ့နောက်ဆုံး10ပွဲမှာဆိုလို့ရှိရင်9ပွဲကအပြန်လည်သွင်းကိုရှိခဲ့တယ်ပေါ့နော်ပြီးတော့နောက်ဆုံး10ပွဲမှာဆိုလို့ရှိရင်လည်း Dortmund ရဲ့တိုက်စစ်ကဒါ goal သွင်းနိုင်ခဲ့တာစုစုပေါင်း6ပွဲတိရှိတယ်ပြီးတော့ Dortmund ရဲ့နောက်ဆုံး10ပွဲကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်လည်းနှစ်သင်းပေါင်းသွင်းကို3 goal နဲ့ င်းအထက်ကိုရောက်ခဲ့တဲ့ပွဲစဉ်တွေကြီးပဲဖြစ်တယ်ပေါ့နော်အဲ့တော့နောက်ဆုံး၁၀ပွဲမှာ၁၀ပွဲလုံးတုံးဝင်ရဲ့ပွဲစဉ်တွေကတွင်းကိုးတွေများခဲ့တာကိုတွေ့ရတယ်အဲ့တော့ကျွန်တော်အနေနဲ့ဆိုလို့ရှိရင်ဒီပွဲမှာဒါနှစ်သင်းပေါင်းတွင်းကိုးတွေရှိလာလိမ့်မလို့ကျွန်တော်ထင်တယ်ဒါနှစ်သင်းပေါင်းတွင်းကိုးတွေကိုလည်းဒီနေ့ပွဲစဉ်အတွက်ဆိုလို့ရှိရင်ရေအတွက်ကြည့်ကြည့်နေပေါ့နော် ပြီးတော့နောက်ဆုံး၈ပွဲမှာဆိုလို့ရှိရင်၇ပွဲအထိအနိုင်ရခဲ့တဲ့တုံးမွန်ရဲ့တိုက်စစ်အနေနဲ့ဆိုလို့ရှိရင်လည်းပြောမှဆိုလို့ရှိရင်နောက်ဆုံးအဲ့ဒီသူတို့ကစားခဲ့တဲ့၈ပွဲမှာဆိုလို့ရှိရင်တိုက်စစ်က26ကိုးတွေကြောင်းတွင်းနိုင်ခဲ့တာကိုတွေ့ရတယ်ပေါ့နော်ပြီးတော့ဒါလက်ရှိမှာဆိုလို့ရှိရင်တစ်ခုပြောပြရရှိတာကသူ့ရဲ့တိုက် ်စီပိုင်းပေါ့နော်တိုက်စင်မှာဆိုလို့ရှိရင်လက်ရှိမှာကစားသမား၃ယောက်ဦးဆောင်လာရဲ့ဒါဒေါမွန်ရဲ့ try ကိုတိုက်စင်ကလက်ရှိမှာဆိုလို့ရှိရင်တော်တော်လေးကိုအတွဲဖက်ညီးနေတယ်ဒီ၃ယောက်ရဲ့ကစားဟန်ပုံစံကောင်းတစ်ခုကိုလည်းဒီဘွဲမှာမြင်တွေ့ရလိမ့်မယ်ကျွန်တော်ထင်တယ်ပေါ့နော်အဲ့တော့ဒါကျွန်တော်အနေနဲ့ကဒီဘွဲမှာဒေါမွန်ဒါ၂၉၃၉လောက်တော့တစ်ဖက် Fluminense အတင်းသူသူ့ရဲ့တိုက်စင်ကတွင်းနိုင်လိမ့်မယ်လို့ကျွန်တော်ထင်တယ်ပြီးတော့ Fluminense အတင်းအနေနဲ့ကကျွန်တော်လည်းဒီဘွဲမှာဒီဝင်နေလဲဆိုလို့ရှိရင်တော့မွန်ဘတ်ကို900နိုင်ကြည်လဲရှိတယ်ဗောနော်အဲ့တော့ဒီနေ့ပွဲစဉ်တွေအကောင်းဆုံး ဒီရွေးချယ်မှုအနေနဲ့ပြီးတော့ပို့ပြီးတော့စစ်ဖြစ်နိုင်မဲ့ရွေးချယ်မှုအနေနဲ့ဆိုလို့ရှိရင်တော့၃ကိုအတွင်းပြောက်90ရမယ်ကိုပေါင်းကြီးတစ်ခုမှာကျွန်တော်ဒီနေ့ပွဲစဉ်အတွက်ဆိုလို့ရှိရင်ဒါ၉ပေါ့ရွေးချယ်ပေးခြင်းနဲ့ပေါ့